ပေးဆိုတဲ့ကောင်လေးကအလုတ်ကိုအချိန်မီပြေးနေပါတယ်။ပေးကကြောင်းပြီးသွားတဲ့အခါပုံမှန်အလုတ်လုံနေရပြီးအလုတ်က boss ကိုတော့ကြည့်မရဖြစ်နေပါတယ်။ပေးကသူ့ကုမ္ပဏီကို10မိနစ်အလိုအချိန်မီရောက်သွားပြီးအလုတ်လုံနေရကနေ့လည်ခင်းမှာတော့ပေးကပတ်ဆက်ရှေတာဖို့အတွက် food delivery တွေထဲကဈေးပေါ်ဆုံးဟင်းကိုရှာဝင်နေပါတယ်။ပေးကအလုတ်မှာဂိမ်းဆော့နေပေမဲ့သူ့ boss ကသူ့ကိုလာကြည့်တာကြောင့်ပေးလည်းအလုတ်လုံရှင်းအောင်ဆောင်နေပါတယ်။ဒီလိုနဲ့သူ့ boss ကလည်းပေးဂိမ်းဆော့တာကိုအမိဖမ်းဖို့လုပ်ပေမဲ့မရကပေးကတော့ဂိမ်းရှုံးသွားပါတယ်။ညနေခင်းမှာတော့ပေးကအလုတ်စင်းချိန်ရောက်ပြီဖြစ်တာကြောင့်အိမ်ပြန်ဖို့လုပ်ပေမဲ့သူ့ boss က presentation ပေးဖို့ပြောနေပါ ါတယ်ပေးကလည်း presentation ကနောက်တစ်ပတ်မှပေးရမှာပို့ complaint တက်နေပြီမဲ့သူ boss ကလုတ်ပေးဖို့ on နေကပေးကတရားစွဲလို့ရတာကိုရှင်းလျှောက်လိုက်ပြီသူ boss ကိုဆရာကြီးလုပ်နေပါတယ်ဒါပေမဲ့အကုန်လုံးကသူ့အတွေးတွေပဲဖြစ်ပြီးတကယ်တမ်းကတော့တရားထက်နဲ့အပီးလုတ်ပေးမယ်လို့ပြန်ပြေးလိုက်ကပေးက overtime ဆင်းနေရပါတယ်ပေးကသူ့ဖုန်းမှာ message ဝင်လာတာကြောင့်ကြီးလိုက်တဲ့အခါသူ့တက်ငယ်ချင်းကပေးကို link တစ်ခုပို့ထားပါတယ်ပေးက link ကိုဖြွင့်လိုက်တဲ့အခါလမ်းပြီးသူ့ဖုန်းကအမိုက်ပုံနဲ့ကျသွားပြီးရုတ်တရက်ဖုန်းက system တစ်ခုအတီးပြလိုက်ပြီးဆိုကအလင်းနဲ့နေပေါ်လာပြီးပေးကအမိုက်ပုံနဲ့စုတ်ခံလိုက်ရပါတယ်ပေးကပြန်ထလာတဲ့အခါသူ့တက်ငယ်ချင်းကသူ့ကိုလာနှုတ်နေပြီးအခ ားနိုင်ကသူတွေအကုန်လုံးကသူတို့အတန်းတွားဖို့ပြင်ဆင်နေတာကိုတွေ့ရပါတယ်။ပေးကလည်းသူ့အရင်အခန်းကိုပြောင်းနေရကြောင်းသူကတက်ကရိုဘွားကိုပြောင်းသွားပြီဆိုတာရဲမိလိုက်ပြီ။အစကတော့စိတ်ညစ်နေပေမဲ့ညီငွေ့စရာကောင်းတဲ့ဘွားကိုပြောင်းလဲဖို့အခွင့်အရေးရလိုက်တာကိုသဘောပေါက်တဲ့အခါဝမ်းသာနေတော့ရုပ်တရက်စစ်စံတစ်ခုကပေါ်လာပါတယ်။စစ်စံကလည်းသူကရှမ်းသာမှုစစ်စံဖြစ်တဲ့ဆိုတာမိတ်ဆက်နေပြီ။သူ့နမီက reset ဖြစ်တာကိုပြောပါတယ်။စစ်စံကပေးနေတဲ့ရှမ်းသာလာအောင်စီးပွားရေးလုပ်ဖို့ရံပုံငွေပေးမှဖြစ်ပြီးပေးကရံပုံငွေအတွက်ရွှေ9000ရလိုက်ပါတယ်။ပေးကလည်းသူရသမျှအကုန်လုံးကိုဖြုံးဖို့စဉ်းစားနေပေမဲ့ reset ကရံပုံငွေကိုစီးပွားရေးအတွက်ကလွှဲ င်ကျန်တာသုံးလို့မရတာကိုရှင်းပြပါရစေ။စီးပွားရေးကရတဲ့အမြင့်နဲ့အရှုံးကို system ကပြတ်ဆက်ပေးနေပြီးပေးသုံးဖို့အတွက်ငွေသတ်မှတ်ပေးမှကိုရှင်းပြပါရစေ။အဲ့လိုနဲ့ system ကပေးရဲ့အရှုံးမြတ်ရာခိုင်နှုန်းကိုတွက်ကြည့်လိုက်တဲ့အခါအရှုံးပေါ်မှာပတ်စံပွေရတာကြောင့်ပေးကအဆိုင်စရာမလိုတော့ဘူးဆိုတာဝန်တာနေပါရစေ။ Richard ကလည်းဘလို့ကုမ္ပဏီမျိုးထောင်မလဲလို့မေးနေပြီးတရားဝင်လုပ်ငန်းတွေပဲလုပ်လို့ရတာကိုရှင်းပြနေပါရစေ။ပေးကလည်းစဉ်းစားနေက game fan ဒီသူတွေကအောင်မြင်မှုခက်ခဲပြီးတော်တော်များများကကြာရှုံးကြတာကြောင့် game developer လို့ကိုစုံချလိုက်ပါရစေ။ Richard ကလည်းပေးက system အကြောင်းကိုသူများတွေပြပြရင်တံပေးခံရမယ်လို့သတိပေးလိုက်ပြီး system ကစီးရင် င်းမှု14ရက်လို့သေးတာကိုပြပြပါတယ်ပေးကတော့14ရက်ထဲနဲ့ဂိမ်းထွင်ရမှကြောင့်စိတ်ညစ်နေပေမဲ့သူတဲ့ငယ်ချင်းရန်ကအခန်းထဲရောက်လာတဲ့အခါပေးလေ14ရက်ထဲနဲ့ဂိမ်းထွင်လို့ရမရမေးကြည့်လိုက်ပါတယ်ဒါပေမဲ့ရန်ကအေးစေးလေးလုံးလို့ရတာကိုပြပြက online store ကနေပြီးဂိမ်းအတွက်လိုအပ်တာတွေဝယ်ပြီးဂိမ်းလုံးလို့ရတာကိုရှင်းပြပါတယ်ပေးကတော့ online store အကြောင်းသိပြီးရတယ်ဂိမ်းလုံးဖို့အတွက်ရှာနေပါတယ်ပေးကကားမောင်းတဲ့ဂိမ်းကိုရွှေ2000နဲ့ဝယ်လိုက်ပြီးလိုအပ်တာတွေကိုထောက်ရနေကသူ့မှာရှိတဲ့ပတ်စံတွေအကုန်လုံးကိုသုံးနိုင်လိုက်ပါတယ်ပေးကသူ့ရဲ့ဂိမ်းကပြင်းဖို့အကောင်းဆုံးဂိမ်းဖြစ်အောင်လုပ်မယ်ဆိုက၈နိုင်ကျော်မောင်းရတဲ့ level တစ်ခုကိုလုံးလိုက်ပါတယ်ပေးကသ ူဂိမ်းရောက်ရရင်တော့အမြန်မထွက်အောင်ဂိမ်းကိုဈေးတင်ရန်ထားလိုက်ကသူ့ရဲ့ဂိမ်းကိုအထီးကျန်ကန်နာရလမ်းလုံးနဲ့မြေပေးပြီးဂိမ်းကိုတင်လိုက်ပါတယ်။နောက်နေ့မှာတော့ပေးကသူ့ဂိမ်းကိုကြည့်နေပြီးသူ့ဂိမ်းကိုဝယ်ရသူတိအောင်မှမရှိတာကိုသိတဲ့အခါဝမ်းသာနေပါတယ်။ပေးရဲ့အဆောင်ဘော်ဒါတွေကအတန်းမရှိရကြောင်ဂိမ်းဆော့ဖို့ပြောနေကပေးကိုဆော့ဖို့ဖိတ်ပေးမယ်။ပေးကမဆော့ချင်တာကြောင့်ညင်လိုက်ပါတယ်။ဒါပေမဲ့သူတို့ဂိမ်းဆော့ကြတဲ့အခါအကုန်လုံးကပိုးစိုးပဆက်ရှုံးနေကြပြီးရန်ကလည်းပေးကိုသူတို့ဆွညံတာတွေကအနှောက်ယှက်ဖြစ်နေလာလို့မြင်ပါတယ်။ဒါပေမဲ့ပေးကအခုလိုအကုန်လုံးဆွညံနေတာကိုကြားရတာပြောနေပြီးသူ့အလို့ရတဲ့အခါသူ့အရင်ကမွေနိုင်ခဲ့တဲ့ဂိမ်းနေအကုန်လုံးကိုဝယ်နိုင်ခဲ့ ပေမဲ့မအားတာကြောင့်မဆော့နိုင်ခဲ့ရတာကိုတွေးနေပါတယ်။တစ်ဖက်မှာတော့ YouTube မှာရှောင်ဆိုတဲ့ဘဲကြီးကဖြူးများတဲ့အစီအစဉ်ကမကောင်းတဲ့ဂိမ်းတွေကိုဖဲတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ဒါပေမဲ့သူ့အစီအစဉ်ကစပွန်ဆာမရတာကြောင့်ငွေကြေးအကျပ်တွေဖြစ်နေကသူ့အစီအစဉ်အတွက်ဂိမ်းချနေပါတယ်။ရှောင်ကရှာနေရင်အထူးကျန်ကဏ္ဍရဲ့လမ်းကိုတွေးသွားပြီးဂိမ်းကတရားရစီရဲလို့ရေးထားတာကိုတွေးလိုက်ရပါတယ်။ရှောင်ကလည်းဂိမ်းကိုစိတ်ဝင်စားပြီးစော့နေကရင်ွေးအုပ်စုနေရကြောင့်အာယုံများပြီးဂိမ်းကရှုံးသွားပါတယ်။ရှောင်ကလည်းနောက်တစ်ခါထပ်စော့နေကခဏအနားယူဖို့ဂိမ်းကိုရပ်ပေမဲ့ရက်လို့မရတာကိုတွေးလိုက်ရပါတယ်။ရှောင်ကလည်းဂိမ်းကိုတင်သွားပြီးလောင်နေကဆက်စော့နေပေမဲ့ခဏခဏရှုံးနေရ ရာကြောင့်ဆက်မစော့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဂိန်းကပန်းတိုင်းမှာစူတစ်ခုရှိတယ်လို့ပြောတာကြောင့်ရှောင်းကလည်းစိတ်ဝင်စားသွားပြီ။အယုံဆိုင်ပြီးတေချာဆော့နေကဂိန်းဆော့နေတဲ့ရရပြီ။နောက်ဆုံးမှာတော့ဂိန်းကိုပြီးအောင်ဆော့နိုင်လိုက်ပါတယ်။ရှောင်းကလည်း၈နာရီကျော်မနာတဲ့ဆော့လိုက်ရတာကြောင့်ပင်မနေပေမဲ့စူကဘာများဖြစ်မလဲလို့စိတ်ဝင်စားနေပါတယ်။ဒါပေမဲ့စူကရှောင်းက၈နာရီကျော်ပါမဟုတ်တဲ့ဂိန်းမှာအရှင်ဖြုံးလိုက်တာကိုဖဲတဲ့စကားဖြစ်နေရကြောင်းရှောင်းလည်းတင်းနေပါတယ်။နောက်နေ့မှာတော့ပေကသူ့အတန်းထဲမှာသူ့ဂိန်းကနေဝင်ဝင်မရသေးတာကြောင့်ဝမ်းတာနေပါတယ်။ဒါပေမဲ့အခန်းထဲကသူတွေက၈နာရီလောက်အရှင်ပေးရရဲ့လက်တလုံးနမဲ့ကြီးနေတဲ့ဂိန်းကြောင့်ပြောနေရကြောင်းပေလည်းသူ့ ူဂိမ်းများလားဆိုတာစိတ်ပူလာပြီဒေါင်းလော့ရေအတွက်ကိုကြည့်ဖို့သူ့အခန်းစီပြေးပါတယ်ပေးကသူ့ဂိမ်းကိုစစ်ကြည့်တဲ့အခါဒေါင်းလော့ဆွဲထားတာများနေရကြောင်းစဉ်းစားများဖြစ်နေပါတယ်ဒါပေမဲ့ review ပေးတဲ့သူတွေကရှောင်ဆိုတဲ့သူစီကနေဂိမ်းစီရောက်လာတာကိုပြောတဲ့အခါပေးလဲစဉ်းစားများဖြစ်နေကရှောင်အောင်မေးကြည့်တဲ့အခါရန်ကရှောင်ရဲ့နောက်ဆုံးဗီဒီယိုကိုပြပြီးဗီဒီယိုကအရင်ကဟာရတဲ့ယူပို့ရတာကိုရှင်းပြလိုက်ပါတယ်ဗီဒီယိုထဲမှာတော့ရှောင်ကအထီးကျန်ကန္နာရဲ့လမ်းကိုမဆော့ဖို့မှန်နေကဂိမ်းကရက်လို့မရပဲ၈နာရီလောက်မနာတဲ့ဆော့ရတဲ့အပြင်ဂိမ်းပြီးသွားတဲ့အခါရတဲ့စုကဖဲ့တာဖြစ်နေရကြောင်းဂိမ်းကလုံးဝဆုတ်ပြတ်တတ်တဲ့အကြောင်းကိုပြောနေပါတယ်ရန်ကပေး းကိုဂိမ်းဆော့ဖို့ခေါ်နေပေမဲ့ပေးကတော့ညင်းပြီသူ့ဂိမ်းရဲ့ပေးမှာဂိမ်းကိုမဆော့ပဲဝယ်တဲ့ပတ်စံပြန်ဝင်ရင်းနေပါတယ်ဒါပေမဲ့လူတွေကတရွန်ထန်းနဲ့အလုံးရှုံးမခံချင်ကြတာကြောင့်ယူရာလိုက်ဖို့ပဲပြောနေပါတယ်ပေးကတော့အရင်ပြန်ရသွားတဲ့အပြင်စင်းရှင်းဖို့ကလည်း900လောက်လိုနေသေးတာကြောင့်အမျက်ငွေရဲ့တရကန်လုံးပဲရတော့မယ်ဆိုကကြည်ကွင်းနေပါတယ်တစ်ဖက်မှာတော့ဂိမ်းကုမ္ပဏီအကြီးစားပိုင်ဆိုင်တဲ့လီကိုတွေ့ရပြီးသူ့ရဲ့လက်ထောက်ကသူတို့ဝယ်ထားတဲ့ဂိမ်းစင်းကိုပြနေပြီအထူးကြံကနာလန်ထွင်တဲ့ကုမ္ပဏီကတော့ဝယ်ရင်အမျက်မရနိုင်တာကြောင့်မဝယ်ထားတာကိုပြောပါတယ်လီကတော့သူကအမျက်တဲ့ဂိမ်းမားကတ်ကိုလောက်ဝကြီးအုပ်ရှင်တာကသူ့ရဲ့လက်ထောက်ကိုအလုပ်ထုတ် လိုက်ပါတယ်။နောက်နေ့မှာတော့ပေကပတ်စံကောင်းအောင်ဘယ်လိုလုပ်ရမလဲလို့ Google ခောက်နေပေမဲ့ဘာမှရှာမရတာကြောင့်စိတ်ညစ်နေကစရင်ရှင်းတဲ့နေ့မှာတော့သူ့အမြတ်ကယွမ်9000ဖြစ်ပေမဲ့တွက်ချက်မှုအရာ900ပဲရတာကြောင့်စိတ်ညစ်နေကရိရှက်ကတော့ပေရဲ့ဂိန်းကောင်းအောင်မြင်တာကိုရှီကျူးပေးနေပါတယ်။နောက်ပြီးပေရဲ့ယွမ်ပုံဝင်ကသတ်မှတ်ထားတာကိုမှမမိရကြောင်းရိရှက်ကယွမ်3သိန်းရောက်တဲ့အထိတိုးပေးလိုက်ကစရင်ရှင်းပြီးလိုက်နောက်တော့ round စတာဖြစ်ပြီး round တိုင်းမှာယွမ်ပုံဝင်အမျိုးမျိုးရှိတာကိုရှင်းပြနေပါတယ်။ပေကတော့ယွမ်3သိန်းလုံးကိုဘယ်လိုသုံးရမလဲဆိုတာစိတ်ညစ်နေပြီးရိရှက်ကတော့စရင်ရှင်းခြင်းမရောက်ခင်ရက်30အချိန်ရတာကိုပြပြလိုက်ပါတယ်။ပေကတော့သူ့အဆောင် အခန်းထဲမှာရန်သုံးသိန်းကိုဖြုံးမဲ့အကြံစဉ်းစားနေပြီးရန်ကဂိမ်းဆော့ဖို့လာခေါ်တာကြောင့်ပေးလဲစိတ်ပြေလက်ပြဆော့နေပါတယ်ဆော့ရတဲ့အခါပေးကသူတို့ကိုကယ်ရီပေးခဲ့ပြီးရန်ကအကုန်လုံးအပြစ်တင်ခံနေရကရန်ကပေးကိုကယ်ရီပေးဖို့ပြောတဲ့အခါပေးကတင်းလာပြီးရန်ကတောက်သုံးမကြဘူးလို့ပြောနေတော့ရုတ်တရက်အကြံတစ်ခွေးရသွားပါတယ်ညမမှာတော့ပေးကသူကညံကြီးချင်းဖြစ်နေရကြောင့်ပတ်ဆက်ရှုံးမှုခတ်ပြီးရန်လုံးငတုံးထဲမှာသူ့မှာရှိတဲ့ပတ်ဆက်တွေအကုန်ရှုံးမှဆိုကကြိတ်ပျော်နေပါတယ်နောက်နေ့မှာတော့ပေးကရန်နာကမခွာနိုင်ဖြစ်နေကနှစ်ယောက်သားကအထင်လဲခံနေရတဲ့အဖြစ်ဖြစ်ကုန်ပါတယ်ရန်ကလည်းပေးကသူ့စီကဘာလို့ကျင်လို့အဲ့လိုကြည့်နေတာလဲလို့မေး ပြီးပေးကလည်းသူကဂိမ်းလုပ်တဲ့နေရာမှာအကူအညီလိုနေတာကိုရှင်းပြလိုက်ပါတယ်။ဂျန်ကလည်းပေးကအထီးကျန်ကဏ္ဍနဲ့နာမည်ကြီးတာကိုအားကြလို့လှုပ်ရှင်လာလာလို့ပြောပြီးအကင်းကကန်ကောင်းလို့နာမည်ကြီးသွားတာကိုရှင်းပြကသူ့အနေနဲ့ကူညီပေးခြင်းပဲမယ်ဂိမ်းကလှုပ်ဖို့ငွေတော်တော်ကုန်တဲ့အပြင်သူတို့တွေကအတွေ့အကြုံမရှိရကြောင်းလက်လျှော့ဖို့ပြောပါတယ်။ဒါပေမဲ့ပေးကသူ့လှုပ်ထားတဲ့ဂိမ်းကနေရွှေသုံးသိန်းရထားတဲ့အပြင်အကင်းကအထီးကျန်ကဏ္ဍနဲ့ဖြစ်တာကိုပြောပြလိုက်ပါတယ်။ဂျန်ကပေးပြောတာကိုကြားတဲ့အခါစိတ်မြောင်းသွားပြီးပေးကလည်းသူတို့နောက်ထပ်မဲ့ဂိမ်းကမအောင်မြင်တော့စိတ်မပူဖို့ပြောကဒီအကြောင်းကိုတရားမှမပြောဖို့ပြောလိုက်ပါတယ်။ဂျန်ကတခါလေစာအုပ်ဆိုင်မှာ ှာခဲလို့တာနဲ့ပတ်သက်ပြီးစာအုပ်ဝယ်လာအောင်မယ်ဆိုတာထွက်သွားပြီးအဆောင်အခန်းထဲမှာတော့ရန်ကသူ့ရခဲ့တဲ့စာအုပ်တွေကိုပြနေပါတယ်။ပေးကလည်း online store ကနေလိုအပ်တာတွေဝယ်ပြီးဂိမ်းလုပ်လို့ရတာကြောင့်ရန်အနေနဲ့ဖတ်ဆရာမလို့တာကိုပြပြလိုက်ပါတယ်။ညဘက်မှာတော့ရန်ကစာအုပ်ဖတ်ဖို့လုပ်ပေမဲ့တဲအိပြောသွားတာကြောင့်ပေးကလည်းရန်လိုလူမျိုးကခွတ်တိပဲဆိုတာဝမ်းသာနေပါတယ်။နောက်နေ့မှာတော့ပေးက online game တွေကနာမည်ကြီးဖို့မလွယ်တဲ့အပြင်သူလုံးလိုက်တဲ့ဂိမ်းကရှာတူးလန်နေတာကြောင့်နောက်တစ်ခါအဲ့လိုထက်လို့ရင်သူရဲ့ပတ်စံတွေအကုန်လုံးရှုံးလိုက်ပေမဲ့တချို့ player တွေကဟာသားအနေနဲ့ဝင်နိုင်လောက်တာကြောင့်အဆင်မပြေဘူးဆိုတာတွေးနေတော့သူဂိမ်းနဲ့မရင်နေတဲ့ဖုန်းဂိမ်းပါတဲ့အတွက်ဖုန်းဂိမ်းလုပ်ဖို့ဆုံးဖြတ် လိုက်ပါတယ်ဖုန်းကိန်းထဲမှာနာမည်အကြီးဆုံးကတော့အလန်နဲ့ကတ်တွေဆူရတဲ့အမျိုးအစားပဲဖြစ်ပြီးနာမည်အကြီးဆုံးကတော့ Juju 3 Kingdom ပဲဖြစ်ပါတယ် Game Developer တွေတော်တော်များများကကတ်ဆူရတဲ့ game လုပ်ကြပါမယ် Juju 3 Kingdom ကိုပဲအတုခိုးတာကြောင့်မအောင်မြင်ကြကပေးကလည်း Juju 3 Kingdom ကိုအတုခိုးတဲ့ game လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ရန်ထားလာတဲ့အခါပေးကလည်းသူတို့တွေကအခု project မှာဆွဲဖို့ပကြီးစရာတွေပါငားမကိုပြောပြကရန်က online ကပဲဝယ်လို့ရတာကိုပြောပါတယ်ဒါပေမဲ့ပေးကသူ့မှာရှိသမျှပတ်စံအကုန်ရင်းပြီးအကောင်းဆုံး game လုပ်မယ်လို့ပြောပြလိုက်ကအမှန်ကတော့ online ကပဲဝယ်ရင်သူ့ပတ်စံနေမပုံမှာဆိုလို့ဖြစ်ပါတယ်နေ့လယ်စာစ ားကြတဲ့အခါပေးကရန်ကို3ကင်းနန်ထဲကစက်ကောင်တွေရဲ့ဆက်လန်းကိုပြန်ရိခိုင်းပြီးရန်ကလည်း3ကင်းနန်ကြောင့်မသိတာကြောင့်ပြဿနာရှိတာကိုပြောပါတယ်ပေးကကပြဿနာမရှိဘူးဆိုကရန်ကိုကြက်တယ်လို့လုပ်ဖို့ပြောလိုက်ပြီးရန်ကလည်းစက်ကောင်တွေကငကားတွေလူတစ်ပိုင်းမြင့်တဲ့မျိုးစုံပြပြနေကပေးကတော့ရန်ရဲ့ idea တလွဲတွေကိုသဘောကျနေပါတယ်ပေးကရန်ကစမ်းသတ်တာကိုအောင်မြင်တာကြောင့်ဒီနေ့ကစပြီးအလုပ်ခန့်လိုက်ပြီးဆိုကတစ်လကိုရွှေ3000ပေးမှကိုပြောလိုက်ပါတယ်တစ်ဖက်မှာတော့လီရဲ့လက်ထောက်အစ်စ်ကချီချူ3ကင်းနန်တွေကရှားပါတဲ့ကတ်ကရနိုင်ခြင်းနဲလွန်းတာကြောင့်ဆော့တဲ့ player ရဲ့လက်လျှော့လာတာကိုပြပြနေကလီကကဲရနိုင်ခြင်းနဲလေပို ိုပြီးဆွဲတာကိုရှင်းပြနေကကက်ကိန်းဆော့တဲ့သူတွေကိုကနှဲလာတာကြောင့်ပုံမှန်ပဲလို့ပြောနေပါတယ်။သူရဲ့လက်ထောက်ကလည်း PAY ကုမ္ပဏီကကက်ကိန်းတွေက3 Knet နဲ့ပတ်သက်ပြီးလုပ်နေတာကိုပြောပြက3 Knet ထဲမှာကစတဲ့မှုမရှိတာကိုပြောပါတယ်။ဒါပေမဲ့လီကသူက3 Knet ကိုစခဲ့တာကြောင့်သူကမကောင်းပြောတာလားဆိုကသူရဲ့လက်ထောက်ကိုအလုပ်ဖြုတ်လိုက်ပါတယ်။တစ်ဖက်မှာတော့ PAY ကရရဲ့ယူချောင်ချောင်အကြံတွေကိုကြည့်ရနေကတသက်စပကြီးစရာတွေကချပြီးကြည့်ရဆိုတဲ့ဒီဇိုင်းဆွဲဖို့အကြံထုတ်နေကပကြီးစရာတွေထဲကြည့်နေတော့တယောက်ကိုစိတ်ဝင်စားသွားပါတယ်။